မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးခွဲခြားပြီးတော့နားလည်နိုင်ဖို့အတွက်24ပြည့်စုံဆိုနော် relation နဲ့ condition ဆိုဒီ24ပြည့်စုံခေါ်တာဟာဘုန်းကြီးတို့တွေအသုံးချတတ်မယ်လောကီဘက်မှာလည်းအသုံးချတတ်မယ်စီးပွားရေးဘက်မှာလည်းအသုံးချတတ်မယ်ဆိုရင်အသုံးချလို့ရတဲ့ဟာတွေပဲမြမပြေကလူတွေကတော့ဘာအသုံးချလဲလို့ဆို အနည်းကင်းမှုလို့စီးပွားတက်ဖို့လို့တလောက်ပဲသုံးချတယ်စီးပွားတက်ဖို့ဆိုတာလေ24ပစ္စည်းရွတ်ပြီးစီးပွားတက်တာမဟုတ်ဘူး24ပစ္စည်းရွင်အနည်းကင်းနေဆိုပြီးရွတ်နေချတာအတိပ္ပယ်တော့သိမသိဘူးဟေတုပစ္စယအာရမဏပစ္စယတလောက်ပဲရွတ်လိုက်လို့ရှိရင်တစီတရေပြေးတယ်လို့ထင်တာပေါ့နော်ပြေးခြင်းမှာပြေးမှာတစီရလဲကိုယ်ရရခြင်းရတယ်တခြားနော်အဲ့တော့ဆုံးလို့